ဒီပွဲကြီးကြတော့အခုဒီပွဲကြီးကြတော့ဗောနော်အဲလောက်တော့လောက်ပေးခြင်းနဲ့ကွာဒီလားဒါပေမဲ့လေအော်အဲ့လိုမျိုးဘလို့ပြောမလဲအခု social မှာဖြစ်နေတယ်လို့ဆိုဒီတမလားချို့ကြတော့ဟိုကိုကတော့ကောင်းစီခြင်းလို့လောက်ပေးတာကွာဒါပေမဲ့သူတို့စိတ်ထဲမှာကြတော့အဲ့လိုမျိုးဗော attention ရှာတာလို့ဘာလို့ဆိုကျွန်တော်ကကြတော့အခုနောက်ပိုင်းကြတော့တုံတုံကိုဘကမပြောတော့ဒီတိုင်းကိုလောက်ပေးညာဆိုဒီတိုင်းလေးပဲကြည့်နေတယ်သူတို့လာပြီးပြောမှာပဲကိုကဘလို့ပြောမလဲအချင်းနေကြည့်ပြီးတော့လောက်ပေးတာဗောနော်အာ even ကောင်းကဘလို့ဖြစ်နေလဲဆိုတော့ညီမကကြီးဟို ဒါကတော့ဒါပြန်ဝဲမှာလားဒါကိုယ့်ကိုစီစဉ်ရမယ့်ဟာလည်းဖြစ်တယ်ပေါ့နော်အာကိုယ့်ကိုစီစဉ်ရမယ့်ဟာလည်းဖြစ်တယ်ဆိုတော့ဒီမှာနည်းနည်းလေးအင်းအင်းအင်းနဲ့နင်တိုင်းနေကြည့်ရပါတော့နည်းနည်းအခက်ခဲပြေးပါပါအဲ့လိုမလာမှလည်းဆိုတော့အဲ့လိုလေအဲ့လိုအဲ့လိုအခက်ခဲလေးပြေးအောင်ကိုအကုန်ကြီးဒါလေးပေါ့နော်လုပ်ပြပါအောင်ဆိုပြောလိုက်တာပါအဓိကပေါ့နော်ကျွန်တော်ကကြတော့ဆုနာပြောသလိုပေါ့အဓိကကိုလုတ်ပေးလိုက်တဲ့ဒီ miss လေးတွေရာတခုပေါ့နော်ဆိုပါစို့အဲတချို့ဟာကြတော့လေအဲကောင်းငန်းနဲ့ချွတ်ချွတ်ချွတ်ပြီးသွားပါတချို့ကြတော့လေဘယ်လိုပြောမလဲမထင်မှတ်ပဲနဲ့အဲ့လိုမျိုး အဲကြရက်လေးပေါ့နော်ကြရက်လေးထားကြရဲတခုခုပေါ့အဲဝစ်ဖြစ်တာတော့ဝစ်ဖြစ်တာနောက်တစ်ခါကျတော့ဒီစင်ပေါ်မှာချော်လဲတာတို့အဲနောက်တစ်ခါကျတော့တခုပေါ့နော်အမိုင်းလေးရှိသွားတာဒါပေမဲ့အဓိကကျတော့ဒါပေမဲ့သူတို့တက်ကလေးအဲ့ဒါလေးကလေးပို့ပြီးတော့လေဟိုလူတိသွားစေတယ်ပေါ့နော်ပြီးတော့ပရိသတ်တွေဖန်လေးတွေပို့ပြီးတော့ချစ်ခင်သွားစေတယ်အဲ့လိုမျိုးလဲဆိုတော့လေအဓိကကိုယ့်ကိုယ်ကိုလည်းဘယ်လိုပြောမလဲအဲထိလိုက်တိုင်းတော့ဟိုလိုတော့ဟိုမတက်ဖက်ချင်ပါဘူးအဓိကတော့ကိုကတော့စေတနာအပြည့်နဲ့ပေါ့နော်လှုပ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်စေတနာရောင်ပြန်ဟတ်တယ်လို့ပဲထင်ပါတယ်ဗျဟုတ် โอเคเออซินเนาะซินดาบะตนเอาบ่เนาะดีปวยเอจ่าเนาะอะคูดีปวยเอจ่าเนาะบ่เนาะเออลุบตอลุบไปจีนน่ะกว่าทีละだใบแม่เลยอ๋ออะไรမျိုးบ่รู้ပြောมั้ยอะคูโซเชียลมาผิดเนี่ยดูเลยซุติดมั้ยล่ะชูจ่าเนาะโหกูก็တော့ก้าวซีจีนโลลุบไปจ่ากว่าだใบแม่ตรุใส่แต่มาจ่าเนาะอะไรမျိုးบ่อะเทนชั่นชาเราบ่าวซุจนก็จ่าอะคูหน้าใบจ่าเนาะตองตองကိုဘကမပြောတော့ဒီတိုင်းကိုလုတ်ပညာဆိုဒီတိုင်းလေးပဲကြည့်နေတယ်သူတို့လာပြီးပြောမှာပဲကိုကဘယ်လိုပြောမလဲအချင်းနေကြည့်ပြီးတော့လုတ်ပေးတာပေါ့နော်အဲဒါဆိုတော့ဟို ညီမလေးကိုတွေ့ပါတယ်သူချစ်မှလည်းလေမိသားလေးဖြစ်တော့မစိုးဘူးပေါ့နော်ကာမလေးချစ်တော့ချစ်စရာလေးပေါ့အဲ ဟိုဂရင်းလာလည်းတမိပါတယ်သိလားအဲ့ဆိုတော့သူလာပြောတဲ့ချိန်မှာလည်းအစတော့စဉ်းစားနေတာပေါ့နော်ဟယ်လိုဆိုတော့ကိုကြီးမင်းမိုးဆက်ချိုမိုးဆက်ချိုဘယ်သူလဲပေါ့နော်ငါစဉ်းစားနေတာလို့ဘယ်သူမှတော့မသိဘူးလို့ဒါမှပြီးတော့မှအော်မစ္စမီပဲပြိုင်နေတဲ့အင်းစင်ကဆိုအော်အဲ့တော့မှအော် okay လို့ညီမလေးဆိုတော့သူပြောတဲ့ချိန်မှာနည်းနည်းကိုလည်းပေါ့ရက်ကလည်းနီးညာနော်ညီမလေးနော်လေးလာပိုင်းကိုရက်နေဆိုတော့ဖိုင်နေကလည်းအရန်ကြီးနေပါဘောကျွန်တော်အမှန်ဆိုလို့ရှိရင်တော့အားတော့မအားတော့ဘူးဒီ တချံပြီးလဲချပွဲလဲလက်ခံတာတော့လေဂျားထဲမှာကြာတော့ကျွန်တော်နားရလိုက်တာဒါပေမဲ့ညီမလေးပြောတဲ့အချိန်မှာကြာတော့ဘာပဲပြောဟိုနည်းနည်းစဉ်းစားလိုက်သေးတာပေါ့နော်အရေးကြီးတဲ့ဟာရှိလားနည်းနည်းကြော်လို့ရလားပေါ့ကြီးတဲ့အချိန်မှာနည်းနည်းလေး ဘယ်လိုပြောမလဲလုတ်ပြီးလို့ရတဲ့အနေအထားလေးဆိုတော့ဗာပြီးတော့ညီမလေးညီမပြန်ပြောပြတယ်နော်အဲ့ဆိုတော့ကိုကြီးလုတ်ပြီးပြမယ်လုတ်ပြီးမယ်ဆိုတော့အဓိကပေါ့နော်အမျိုးမျိုးတော့စဉ်းစားရတယ်ဒါပေမဲ့အဓိကကျတော့အခုချိန်မှာကျတော့ဘယ်လိုပြောမလဲညီမလေးကလည်းသူကိုယ်တိုင်လည်းအဓိကလိုအပ်နေတယ်ကိုကိုလည်းကိုယ်တိုင်ဖုန်းလေးဆက်ပြီးတော့တေချာပေါ့နော်အလေးနဲ့ထားပြီးတော့အဲကိုကြီးညီမလေးဂျာလေးလိုနေတယ်အဲကိုညီပေးပါလားဆိုပြီးပြောတဲ့ချိန်မှာကျတော့ကိုကိုတိုင်လည်းဒီလိုမျိုးပူကြိုက်တယ်လေနော်အစားလေကျွန်တော်ပြောပါတယ်ကိုကိုလိုလိုလားလားနဲ့အဲကိုကိုစုံလေးဝှစ်ချင်တယ်ကိုကိုဖိတ်ခေါ်တဲ့အတိုင်းမှာဆိုကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုကိုတိုင်ပြောစပိုးရင်းပေးတယ်ပေါ့နော်လှုပ်လဲလှုပ်ပေးတယ်အဲဆို အဓိကကြံရအောင်အဲ့ဒါပါပဲညီမလေးကြတော့ဘယ်လိုပြောလဲသူစူးစမ်းနေရလေးလေးမြင်ရတယ်ကွာနောက်တစ်ခုကြတော့ကိုကိုတိုင်လည်းသူကိုတိုင်လည်းလိုအပ်နေတယ်အဲကိုရဲ့ fashion လည်းသူကိုတိုင်လိုလားလားနဲ့အဲဝတ်ချင်တယ်ဆိုတော့ကြိုက်တယ်ဆိုတော့ပို့ပြီးတော့လည်းလုပ်ဝေးဖြစ်တာပေါ့ဗျဟုတ်ကဲ့အာ even ကောင်းကဘယ်လိုဖြစ်လဲဆိုတော့ညီမကကြီးဟိုဒါတော့ဒါပြန်ဝဲမှာလားဒါကိုယ့်ကိုစီစဉ်ရမယ့်ဟာလည်းဖြစ်တယ်ပေါ့နော်အာကိုယ့်ကိုစီစဉ်ရမယ့်ဟာလည်းဖြစ်တယ်ဆိုတော့ညီမနည်းနည်းလေးအင်း အိမ်အိမ်နဲ့နင်းတိုင်ဝင်ကြည့်ရပါတော့။နည်းနည်းအခက်ခဲပြပါပါ။အဲ့လိုမလာမှလည်းဆိုတာတော့အဲ့လိုလေအဲ့လိုအဲ့လိုအခက်ခဲလေးပြတော့အကုန်အကုန်ကြီးဒါလေးပေါ့နော်လုပ်ပြပါအောင်ဆိုပြောလိုက်တာပါ။အဓိကပေါ့နော်ညီမလေးကကြတော့အဲမျက်နှာလေးကလုံးဝခရစ်တိုင်လေးချစ်စရာလေးပေါ့နော်ဒါပေမဲ့တခါကျတော့ညီမလေးကနည်းနည်းလေးပေါ့နော် body လေးကနည်းနည်းလေးအဲပြည့်လေးလေးတဲ့ပါရယ်ပေါ့နော်အဲဆိုတော့အဓိကကျတော့သူ့ရဲ့အလှတရားတွေကိုဖော်ထုတ်မယ်နောက်တစ်ခါကျတော့သူ့ရဲ့နည်းနည်းပေါ့နော်သူကိုယ်တိုင်အဲ သူ့ရဲ့အားနည်းချက်လို့ထင်တဲ့အရာမျိုးတွေကိုကြတော့အဲဖျောက်ထားဖို့တော့စဉ်းစားရပါတယ်နော်အဓိကဆုနာညီမလေးပြောသလိုပဲပေါ့နော်အဓိကကြတော့ဒီ EG ဖြစ်ဖို့ဆိုတာလည်းမလိုလို့နော်အဓိကပွဲကြီးတာကြတော့ final EG ဆိုတော့ကြတော့ဘာပဲပြောလို့နော်သူများရဲ့လေသူတင်ကိုတင် အကုန်လုံးဟိုဘယ်လိုပြောမလဲဖိုက်ကြမှာကွာတိလာအဲ့ဒီရကြသူတို့ရဲ့နောက်ဆုံးပေါ့နော်ဒီနောက်ဆုံး whistle အဲနောက်ဆုံးဒီပြောမယ်ဆိုလို့ရှင် crown sound မဲ့ whistle ဆိုတော့အဓိကကြတော့တော်တော်များများကြတော့လှကြတယ်လှကျင်ကြတယ်ပေါ့နော်သူသူထက်ကအပြိုင်ဆိုင်လုံးကြတယ်ကွာအဲဆိုတော့အဓိကကြည့်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဟိုငွေကြီးနေဆိုလို့ရှင်နော်တော်တော်များများတုံးရမယ်နောက်တစ်ခုကကြတော့ဒီတုံးတယ်ဆိုရင်တော့မှပဲအဓိကသူနဲ့အဲဟတ်ဆောင်မှသူနဲ့လိုက်အောင်မှဆိုတော့လေအဓိကတော့အဲအရန်လဲအရေးကြီးတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လဲပို့ပြီးတော့ စပိုနေပြီးပစဉ်းစားတာပါပဲ။ဒီဇိုင်းရေးပြီးပါ။ဟုတ်ဒီဇိုင်းကတော့ကျွန်တော်စဉ်းတော့စဉ်းစားတာတော့ဟုတ်3-4ခုတော့ရှိတယ်ပေါ့နော်။ဟုတ်လောလောဆယ်တော့ဟို confirm တော့မဖြစ်သေးဘူးပေါ့နော်။ဒါညမာလေးနဲ့တစ်ချက်ပေါ့။အညမာလေးဘယ်យ៉ាងလေးကိုပို့ပြီးတော့ကြိုက်လဲ။မကြိုက်တဲ့အយ៉ាងလေးကျွန်တော်တစ်ချက်ပြန်မေးမယ်။ပြီးတော့ဒီဇိုင်းဆိုလို့ရှိရင်လည်းတစ်ချက်ပေါ့။ ီးတော့မှနေပေါ့ကြီးကြပဲပေါ့အဲကျွန်တော်ဟုတ်တယ်ရှေ့ပိုင်းမှာတော့ကျွန်တော်တကယ်ပါဒီနေ့မှမြင်ဘူးတာเนาะညီမလေးနဲ့ဒီနေ့မှစုံဘူးတာဆိုတော့အဲရှေ့ပိုင်းမှာကျွန်တော်မီဒီယာတွေမှာပဲတွေ့မိတယ်ပေါ့တွေ့မိတယ်ဆိုမစိုးပါဘူးမီဒီယာတွေမှာလည်းအဲလှတယ်ပေါ့เนาะဒါပေမဲ့အပြင်မှာတော့ပို့ပြီးချက်ချင်းကောင်းတယ်ဖြူတိုက်လေးပို့သွားတယ်ပြီးတော့အဲ့လောက်လေဘော်ဒီကလည်းပြောမယ်ဆိုလို့ရှိရင်ဟိုထဲမှာလောက်ကွာရိုင်းပြည့်တယ်မပါဘူးเนาะသူ့ဟာသူပြ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 လေးရှိတယ်သူ့ရဲ့ဒီမျက်နှာသူ့ရဲ့ body ချိုးစားနေကွက်တိကြတယ် ်ချစ်စရာလေးပါအာအဓိကကတော့ညီမကြီး weight ချောတာနဲ့ပတ်သက်ပြီးအဓိကညီမအရန်အစားကျက်ရဲ့ထင်ပါပါအဲဟိုသမီးသမီးရဲ့အဲ့လိုခုံမြင်ရဖို့ပြောရမယ်ဆိုသမီးရဲ့ကျက်ရဲ့ဆိုတော့အဲ့ဒီသမီးကိုအဲ့လို short ချပလိုက်တယ်ဆော့ချပြီးကိုစားနေရဲ့ဥစားကိုဟိုအဲ့ မြင်တာမြင်မချင်းရပေါ့။မြန်မြင်မချင်းရပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လိုအစားလေးအဲ့လို short short ပြီးတော့ညပိုင်းအေးဟိုပေါ့နော်ဟိုဦးမင်းကနေပြီးတော့မစက်ဟိုဒီလူချင်းငယ်လောက်ပြီးတော့ training လေးလုပ်ပေးပါလိမ့်မယ်။ကွတ်တီပဲ။အဲ့ဒါကြောင့်ပဲ။ကလေးမင်း။အဲ့ဒါကြောင့်ပဲဆွေးမင်းရောက်လာဟုတ်လား။တွေ့ကြပြီပေါ့နော်။ဒီကတော့ပလင်းပလင်းကတော့ကလေးကတော့ကွတ်တီပဲ။ဟုတ်ပါဘူး။ ရှင်းပါမအားရကြတော့လုပ်ရမှာဆိုတော့ share လုပ်ပေးမှာပေါ့ဟုတ်ကဲ့ဟုတ်အဓိကတော့ကျွန်တော်ပေါ့နော်ကျွန်တော်ကကြတော့ဝစ်ဆောင်ကကျွန်တော်မလုပ်ရင်လည်းမလုပ်ပါနော်တကယ်လို့လုပ်ပြီးဟေးဆိုလို့ရှိရင်လည်းကျွန်တော်အိတ်တရားကိုကြတော့ပြောချင်တာကြတော့ဘယ်လိုပြောမလဲအဲဒီပွဲလေးမှာဆိုလို့ရှိရင်တပတ် EG ပဲပြေးရလေနော်အဓိကမရရင်ဒီပစီအဓိကအိတ်သက်တာနေရမယ်အဲ့လိုစိတ်မျိုးနဲ့ပဲကျွန်တော်လုပ်ပေးတယ်အဓိကသူတကယ်လို့ဆိုပါဆိုလွဲချော်ခဲ့ပြီးစုမြိုက်တော့မှအပွဲထဲမှာဟာလုံးဝအလှဆုံးအမိုက်ဆုံးဆိုတဲ့ရတာမျိုးပေးခြင်းနေဟုတ် အတိုင်းမသိပေါ့အတိုင်းမသိပေါ့ဒီ even ကတခုဖြစ်ဖို့ဆိုတာလည်းပေါ့เนาะမလွယ်ဘူးပေါ့เนาะဒီဒီအကိုဆိုရက်ဒီ just ချုပ်ပါမယ်ဆိုတာသူ့ရဲ့ idea ကြီးပါနေငွေကြီးကြီးအကုန်ပါမယ်ဆိုတော့မလွယ်ဘူးပေါ့เนาะအဲ့ဒါကိုနောက်အကောင်ဆုံးလုပ်ပေးမယ်ဆိုတော့ တိုင်းမသိပဲဝန်းနာဝန်းနာမိပါမယ်ကျေးဇူးလည်းရန်ဒီပါတယ်အဓိကပေါ့နော်ကျွန်တော်ကကြတော့ဆုနာပြောသလိုပေါ့အဓိကကိုလှုပ်ပေးလိုက်တဲ့ဒီ miss lady ရာတခုပေါ့နော်ဆိုပါစို့အဲတချို့ဟာကြတော့လေအဲကောင်းငန်းနဲ့ချွတ်ချွတ်ချူပြီးသွားပါတချို့ကြတော့လေဘယ်လိုပြောမလဲမထင်မှတ်ပဲနဲ့အဲ့လိုမျိုးအဲ ကြက်လေးပေါ့နော်ကြက်လေးထားကြရဲတခုခုပေါ့အဲဝစ်ဖြစ်တာတို့ဝစ်ဖြစ်တာနောက်တစ်ခါကျတော့ဒီဆင်မမချော်လဲတာတို့အဲနောက်တစ်ခါကျတော့တခုခုပေါ့နော်အမိုင်းလေးရှိသွားတာဒါပေမဲ့အကြီးကကျတော့ဒါပေမဲ့သူတို့တက်ကလေးအဲ့ဒါလေးကလေးပို့ပြီးတော့လေဟိုလူတိသွားစေတယ်ပေါ့နော်ပြီးတော့ပေးသက်တွေဖန်လေးတွေပို့ပြီးတော့ချစ်ခင်သွားစေတယ်အဲ့လိုမျိုးလဲဆိုတော့လေအကြီးကကိုယ့်ကိုယ်ကိုလည်းဘယ်လိုပြောမလဲအဲထိလိုက်တိုင်းတော့ဟိုလိုတော့ ဟိုမတတ်မှတ်ချင်ပါဘူးအဓိကတော့ကိုကတော့စေတနာအပြည့်နေပေါ့နော်လှုပ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်စေတနာရောင်ပြန်ဟပ်တယ်လို့ပဲထင်ပါတယ်ဗျဟုတ်အဲခန်းစားချက်ကတော့တိုင်းမသိရအောင်နော်ဘယ်လိုမျိုးလေးထွက်လာမလဲဘယ်လိုဘလောက်ဘလောက်တောင်လှနေလိုက်မလဲဆိုရင်ဟာအဲ့လိုတွေးကြည့်ပြီးရင်ခုန်နေပါတယ်မိလဲဆိုအဓိကပေါ့နော်ညီမလေးကကြတော့ဆွမ်းတော့ပေါ့ကျွန်တော်တို့ပြောခဲ့သလိုပေါ့အမစိုးပါကိုစ조사တဲ့ကလေးတွေမှာပါတယ်ပေါ့နော်စ조사နေတဲ့အဲကလေးပြောက်လို့မြင်နေအဲကိုသူကိုယ်တိုင်လည်း조사တယ်တကယ်လည်း조사တာလည်းမြင်ရတယ်နော်အဲဆိုတော့အဓိကတော့ စ조사ရတဲ့သူဆိုတော့လေနေရာတနေရာလေးတော့ရစီခြင်းနဲ့အဓိကဘယ်လိုပြောမလဲဟိုဒီပွဲတစ်ပွဲမှာပေါ့နော်တချို့ကြတော့လေတကယ် perfect ဆိုတဲ့လူတွေပဲယူကြတယ်အဲတချို့ကြတော့လေပေါ့နော်တကယ်조사ရတဲ့ကလေးအဲတကယ်ပေါ့နော်ရှေ့မှာဆက်ပြီးတော့တောက်ပနိုင်မဲ့ကလေးမျိုးကိုလည်းယူကြဆိုတော့လေအဓိကအဲ့ထဲတစ်ခုတော့ပါစီခြင်းတော့ပေါ့ဟုတ်သူရဲ့အလှလေးတော့ ဖလှပါတယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ညီမလေးရဲ့အလှကြတော့လေဟို miss တယောက်အလှတော့မဟုတ်နေဘူးဒါပေမဲ့သူ့ပုံစံလေးကြတော့ဟိုပြောမယ်ဆိုလို့ရှိရင်မင်းသမီးလှုပ်လို့ရှိရင်ပိုကောင်းပဲဖြစ်တယ်ဘာလို့လဲဆိုတော့မျက်နှာလေးကကြတော့ကျွန်တော်တို့ cute type ပဲလေပေါ့နော်ချစ်စရာလေးဆိုတော့အပြုံးလေးလက်တားလှတယ်အဲဒါဆိုတော့လေအဲဖြစ်နိုင်တော့ဒီပွဲလေးပြီးလို့ရှိရင်တော့ဖွင့်တာခဲ့လို့ရှိရင်မင်းသမီးလှုပ်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအဲအခုပေါ့နော်ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်အဲညီမလေးအဲဒီခု miss ဒီပဲ အင်းစိန်နော်ဟုတ်အင်းစိန်မှာပြိုင်တယ်ညီမလေးမိုးဆက်ချိုတက်ကိုအဲကိုနိုင်တဲ့ဘက်ကနေပြီးတော့နော် EG လေးကိုဒီ final ညမှာအလှပါဆုံးဖြစ်အောင်အဲနိုင်တဲ့ဘက်ကပေါ့နော်အခုရက်ကလည်းတာအနီးနေပြီဆိုတော့လေအဲကိုအစွမ်းကုန်စူးစမ်းပြီးတော့ sporting ပေးသွားမှာဖြစ်တဲ့တကြောင်ဗာပြီးတော့ညီမလေးကိုချစ်တဲ့သူတွေရောကျွန်တော်ဝတ်ဆောင်လေးစောက်ကြည့်အပြည့်နေသူတွေရောစောက်ကြည့်ပေးပါဟုတ်အားပေးကြပါအောင်ပြောချင်ပါတယ်ဗျဟုတ်ကျေးဇူးပါတယ်ကျေးဇူးပါ